ားဆက်သူများအားလုံးပဲမင်္ဂလာပါရှင်။ Audio Box Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတခါတင်ဆက်ပေးချင်တာလေးကတော့ဆရာခက်စော်ရေးသားထားတဲ့ကဘာကျော်စံသားဆိုတဲ့ဝိတုတုလေးပဲဖြစ်ပါရစေ။ဒီဝိတုတုလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ Channel လေးကိုလည်း Like and Subscribe လုပ်ထားခဲ့ဖို့မြစ်တာရက်ခံပေးပါစေရှင်။အသစ်တင်တိုင်းသိရှိနိုင်ဖို့အတွက်လည်း Notification ခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်။ကဘာကျော်စံသား အစိမ့်ပုတ်ရောင်တမောစေးကိုခပ်ပြစ်ပြစ်တုတ်ထားတဲ့တေသားချက်ပေါ်မှာကဘာကျော်စန်တဆိုတဲ့အဖြူရောင်စာလုံးဝိုင်းဆက်ဆက်တွေလှဲလိုက်တိုင်းတကြွကြွမြည်နေတဲ့စုံလေကလထာရဲ့နောက်မီမှာတင်ထားတဲ့အဖြူရောင်ပိတ်စာတစ်ခုစစ်စိမ့်ရောင်ညစ်သေးသေးတက်ကလက်စာတက်ထားတဲ့ပလက်ကလထိုင်တစ်လုံးခနော်ခနဲ့တေသားတွေကိုထောက်ခံပြီးရိုက်ထားတဲ့ခုံတန်းရှိတစ်ခုခုံတန်းရဲ့တောင်စောမှာတော့မဂဇင်းနဲ့ရုပ်ပြစာအုပ်အဟောင်းလင်းကအုပ်ကိုမတက်မရက်ထပ်တင်ထားတယ်။ကဘာကျော်စံတာတဲ့အကောင်ဆုံးကတော့ စုံလယ်ရှိကမှန်ကြီးပဲပြရသားအခန်းကောင်းကောင်းနဲ့နေ့စဉ်တိတ်ချတိုက်ချွတ်ထားလို့ဝင်းလက်တောက်ပြောင်နေတဲ့မှန်ကြီးရက်ွက်တွေကလူငယ်တချို့ကတော့ပြောတယ်ကဘာကျော်ဆိုင်ကမှန်တဲ့ကြီးမှရုပ်ကပူချောလာတာတဲ့ဒီမှန်ကိုကြည့်လိုက်မှကိုရုပ်ကိုကျဉ်တ်သွားတယ်တဲ့မျက်လှဲ့မှန်တဲ့ပေါ်မှန်ကြီးတဲ့လူကြီး30ခလေး55ချက်မုတ်ဆိတ်ရိတ်30ဆိုတဲ့စာတန်းကိုမြေဖြူနဲ့ရေးထားတဲ့ထုတ်တန်းအောက်တဲတဲမှာမှန်ကြီးကခက်ခက်ညာညာရှိနေတယ် မှန်ကြီးရဲ့ပေပပေးတိုင်မှာတော့တင်တုံးဒါသွေးတဲ့တရေဘက်ရှိကြီးကိုချိန်ထားတယ်။မှန်ကြီးရဲ့ညာဘက်ထရံမှာတော့ဟောင်ကောင်မော်ဒယ်၊ဥရောပမော်ဒယ်မင်းသားတွေရဲ့စပင်းပုံစံအမျိုးမျိုးပါတဲ့ပိုစတာနှစ်ချက်ကတ်တာကတ်ထားရတာပါ။ဒီဇိုင်းစောင့်ဝင်ချိန်ကလေးက၃နှစ်တာကာလအတွင်းဒီပိုစတာတွေကစပင်းကိမျိုးလဲဘယ်သူမှညှက်မယ်မပြောကြပါဘူး။လာညက်ခိုင်းလဲစိုင်းရှင်စံသားဆရာကမညက်တတ်ပါဘူးစံသားဆရာဆိုလို့စံသားဆရာရဲ့နာမည်ကိုဘယ်သူမှမသိကြဘူး ရက်ကွက်ထိတ်ကဆိုင်ကန်းလေးကိုငှားပြီးလာဖွင့်ကလေးကသူ့ဆိုင်နံမီးကိုအစွဲပြုတ်ပြီးသူ့ကိုကဘာကျော်လို့ပဲလွယ်လွယ်ခေါ်လိုက်ကြတယ်။ကဘာကျော်ဟာလူကောင်တေးတေးအသားဖြူဖြူနဲ့သပင်ကောက်ကောက်ရှိရှိတွေကိုနောက်လှန်စီးထားလေးရှိတယ်။ရုပ်ကလေးကကြည့်ကောင်းပေမဲ့သူ့ရဲ့ဘယ်ဘက်ခြေထောက်တစ်ဖက်ကတိတ်မတန်ဘူး။ဒါကြောင့်ကဘာကျော်ဟာအပြင်းသွားတိုင်းမှာဘလောက်နီးတဲ့ခရီးပဲဖြစ်ပါစေကျက်ဖတစိတ်ယောက်ျားစီသပင်ကိုသာစီးသွားလေးရှိတယ်။ ကဘာကျော်ဟာအသက်အစိတ်ဝန်းကျင်မဲရှိသေးပေမဲ့ဘ ഹു တုတဆုံးတယ်။စကားပြောကောင်းတယ်။စံသားစရာဆိုတာသပင်းညက်ကောင်းယုံနေမှာကဘူး။သပင်းညက်နေသူကိုရောညက်ဖို့စောင့်နေတဲ့သူတွေကိုပါမပြင်းဖို့ရစကားဝိုင်းလေးတွေလည်းစတင်ပေးတတ်ရသေးတယ်မဟုတ်လား။လူကြီးတန်လူကြီးလူငယ်တန်လူငယ်သူတို့စိတ်ပါဝင်စားစရာအကြောင်းအရာတွေကိုလည်းပြောနိုင်ရတယ်။ကဘာကျော်ဟာသပင်းညက်ကောင်းယုံနေမှာကဘူး။ဒီပညာရက်တွေမှာလည်းကြမ်းကျင်ပါတယ်။ လူငယ်ကြိုက်ညဉ့်ဉန်းပုံမြင်ကလေးတွေပြောပြတတ်တယ်လို့လူကြီးကြိုက်နိုင်ငံရေးစကားတွေလည်းကဘာကျော်စီကကြားရတတ်တယ်။စံသားဆိုင်ဆိုတာသပင်းညံ့ညံ့မညံ့ညံ့တချို့ယောက်ျားသားတွေရဲ့အပြင်းပြေလာထိုင်စကားပြောပြတယ်လို့စိတ်ပြေလက်ပြောင်လာထိုင်ရနေရတခုလည်းဖြစ်တာကိုနောက်ပြီးရက်ွက်တွေကယောက်ျားလေးတွေစိတ်ဝင်စားတဲ့အကြောင်းအရာအတင်းပြင်းတွေကိုဖလှယ်ရနေရဟာကဘာကျော်ပဲ။တချို့လူငယ်တွေအတွက်လည်းကနိုရှန်ကစတဲ့အတွင်းရေးယောဂတွေအကြောင်းစိတ်ချလက်ချပြောပြီးစိတ်မိတို့နေတွေ့ ဥတာနေတွေအကြံတောင်းလို့ရတဲ့အတိုင်ပင်ခံဟာကဘာကျော်ပဲကာလာသားတွေလူကြီးလူငယ်တွေဟာကဘာကျော်စီမှာစပင်းညက်ရင်စကားစမြည်ပြောရင်မော်မှန်ကြီးတဲ့ကိုမျက်နာကိုကြည့်ကြရင်စိတ်အပန်းဖြေထွက်ပေါက်လဲဖြစ်တာပေါ့စံသားစရာကဘာကျော်ကတော့သူ့ရဲ့မောင်းချထားကိုတရေပြားကြီးပေါ်ရွှေကနေရွှေကနေသွေးရင်ပုံတို့ပတ်စာတွေဟာသားတွေပြောနေခဲ့တယ်ဒါဟာကဘာကျော်စံသားရဲ့နေစဉ်မြင်ခွင့်ပဲ။ ဒီရက်ကွက်ထဲမှာကဘာကျော်စံသားမှာလုံဝစပင်လာမညက်ဘူးတဲ့လူတယောက်ရှိတယ်။သူကတော့ဘာကြီးကညွန့်ပဲ။ဘာကြီးကညွန့်ဟာဒီရက်ကွက်ကလူတိုင်းလေးစားရတဲ့လူကြီးတယောက်။ရက်ကွက်ရဲ့သားရေးနာရေးမှန်သမျှဘာကြီးကညွန့်စီကဩဝါဒခံကြရတယ်။စပင်ရှိကြီးကိုရောင်တုံးပုံထုံထားပြီးနှကံမွေမုတ်စိတ်မွေဖြူဖြူတွေနဲ့ဘာကြီးကညွန့်ဟာလူသူတော်ကြီးတယောက်လိုနေထိုင်သူပါ။သားသမီးမျိုးတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ဘာကြီးကညွန့်ကိုတရက်ကွက်လုံးကချစ်ကြတယ်။ ။ဘာကြီးကညွန်းဟာတချိန်ကအရာရှိဟောင်းကြီးလည်းဖြစ်အခုအရွယ်မှာဖျားတရားနဲ့နေထိုင်သူမဟုတ်လူတွေကချစ်ကြောက်ယူသည်ပေါ့။မနက်တိုင်းမနက်တိုင်းမှာဘာကြီးကညွန်းဟာဖုန်ကြီးချောင်းကိုစွန့်ကြိုင်ကိုတိုင်းသွားဖို့လိရှိတယ်။သွားဖို့တိုင်းလဲကဘာကျော်စန်သားရှိကဖြတ်တယ်။ညနေတိုင်းညနေတိုင်းမှာလဲဘာကြီးကညွန်းဟာသူ့မြေးလေးနှစ်ယောက်ကိုလက်ကဆွဲပြီးကဘာကျော်စန်သားရှိကနေလမ်းလျှောက်သွားလိရှိတယ်။စံသားဆိုင်တွေကအမျိုးသားတွေရဲ့စကားပြောသံတွေတအားအော်ရည်သံတွေကြတိုင်း ဘာကြီးကညုံဟာစိုင်ထဲလှမ်းလှမ်းကြည့်တတ်တယ်။အဲ့ဒီအခါစိုင်ထဲကဖြူဖြူအကောင်သေးသေးနဲ့စံသားစရာကဘာကျော်ဟာဘာကြီးကညုံကိုကောင်းညော့ပြီးပြုံးပြလေးရှိတယ်။ဘာကြီးကညုံကလည်းသူ့ကိုပြန်ပြုံးပြတယ်။ဒီကောင်လေးမျက်နှာကိုမျက်နှာနဲ့ဘာကြီးကညုံကရင်ရင်နီနီရှိနေခဲ့တယ်။ပြီးတော့စပေးညက်ဆိုင်ထဲကရီမောနေကြတဲ့လူတွေစကားပြောနေကြတဲ့လူတွေဟာဘာကြီးကညုံထံအပျော်ရည်ကူးဆက်စေတယ်လို့ပါပဲ။စံသားစရာကဘာကျော်ကိုလည်းဘာကြီးကညုံစိတ်ထဲခင်မင်းနေတယ်။ သူ့ရဲ့တချို့သောအထူးကျန်အချိန်တွေကိုဒီဆိုင်ထဲလာထိုင်ပြီးဟေလာဟာလာတွေပြောဟေလာဟာလာတွေနားထောင်ရင် ဖြုံတိလိုက်ရရင်တိတ်အရသာရှိမှာပဲလို့တွေးမိတယ်။ဒါပေမဲ့လည်းအနေအထားအချိန်ဝါနဲ့ဒီလိုလမ်းဘေးဆိုင်ကစကားဝိုင်းတဲ့ရှိနေရင်မသိတော်ဘူးလေလို့ဘာကြီးကံညောပြန်တွေးမိလေတယ်။ဒီလိုနဲ့ပဲနှစ်တွေကြာသွားတဲ့တိုင်သူတို့နှစ်ယောက်ဟာစကားတစ်ခုံးမှမပြောပြကြဘူး။ဘာကြီးကညွန်ကလည်းသူ့ရောင်တုံးကြီးရှိလာရင်အင်္ဂါသမီးကိုပဲညှက်ခိုင်းလေးရှိတာကို စံသားဆရာမလည်းသူ့သဘင်ရှိတွေရှိတော့သူ့သဘင်တွေကိုဘယ်တော့များဘသူကညှက်ပေးမှာပါလဲလို့ဘာကြီးကံ့ညော့တခါတခါတွေးမိတာရက်ွက်ရဲ့စောင်းရသည်မနက်ခင်းဟာခက်စိမ့်စိမ့်ပါစောသေးတာမို့လမ်းမပေါ်လူသူလဲရှင်းလင်းနေလေရဲ့စံသားဆရာဟာတက်တာတကားချက်တွေကိုတစ်ချက်ချင်းတတိထာမရွှေရင်စိုင်ဖွင့်ဖို့ပြင်ဆင်နေပါတယ်အဟမ်းအနောက်ဘက်ကချောင်းဟန်တန်ကြောင့်စံသားဆရာဟာလှည့်ကြည့်လိုက်တယ်အင်ဂျီလက်ရှိအညိုရောင်ပေါ်မှာ ဝစ်စကော့အဖြူရောင်ကိုဝတ်ထားတဲ့ဘာကြီးကန်ညော့။အော်ဘာကြီးကန်ညော့ကြွပါခမ။စန်သားဆရာရဲ့ဖော်ဖော်ရွရွအတန်းကြောင့်ဘာကြီးကန်ညော့ဟာနည်းနည်းစိတ်သက်သာရာရသွားတယ်။ဒီဆိုင်ကိုလာကျင်ခဲ့ပါလျက်နဲ့ထိမ့်သိမ့်ချုပ်တီးထားခဲ့ရတဲ့သူ့ကိုယ်သူလည်းရှက်နေတာဖြစ်မယ်။ဘာကြီးဘာကိစ္စများလဲဗျ။စန်သားဆရာဟာစပင်ညက်ကုံပေါ်ကအဝင်းနဲ့သူ့ရဲ့မှော်မှန်ကြီးကိုတုပ်ရင်မေးလိုက်တယ်။ဘာကြီးကညော့ဟာမှန်တဲ့ကသူ့မျက်နှာကိုသူပြန်ကြည့်လိုက်တယ် တို့လင်ကွေးနေတဲ့သပင်းဖြူဖြူတွေဟာရောင်တုံးကြားကနေတစုံတစာထွက်နေတယ်။မုတ်စိတ်နဲ့နှာခမ်းမွေးတွေကလည်းမျက်နှာတဝိုက်မှာဖြူဖွေးလို့သပင်းညက်မယ်မုတ်စိတ်ရိပ်မယ်ဘလောက်ကြမလဲမောင်ရင်ထုတ်တန်းပေါ်မှာမြေဖြူနဲ့ရေးထားတဲ့စာကိုမြင်လိုက်ပြမယ်မသိချင်အောင်ဆောင်ပြီးဘာကြီးကန်ညွန်ကမေးလိုက်တယ်။အံအားသင့်စရာစကားတစ်ခုကိုကြားလိုက်ရတယ်လို့မျိုးစံသားစရာဟာသူ့ကိုကြောက်ကြည့်နေတယ်။နောက်တစ်ပတ်မှာနိုင်ငံတော်ကကွန်ပျူတာစိတ်ကြီးမြင်ပွဲတယ်ကွာတို့အငိမ့်စားတွေကိုပေးမှဆိုတော့ ဒါရီဒါရီကိုညှက်ပြီးသွားတက်ရမှာဘာကြီးကံညွန့်ရဲ့အတန်းဟာတရင်တနီဖြစ်လာပါဗါအော်ဟုတ်ဟုတ်ကဲ့ပါကြီးဟေ့မောင်ရင်ဘလောက်ကြမလဲလို့ငါမေးနေတယ်လေဇပင်က30မုတ်စိတ်က30ပါဗါကြီးအေးချကွာညှက်မယ်လို့ဒီမှာထိုင်မှာဗါကြီးစန်သားစရာဟာခြုံတဲ့အဝိဖြူကိုတစ်ချက်ခါလိုက်ရင်ကလထိုင်ကိုညွှန်ပြတယ်ဆိုင်ရှိကဖြတ်သွားတိုင်းသူမြင်နေကြဆုံးလဲကလထိုင်ကြီးမှာ ဘာကြီးကညွန့်ဟာတတတတပဲထိုင်လိုက်တယ်။မထိုင်ဘူးပင်မဲ့ရင်းနှီးနေတဲ့ခုံကိုစက်သားဆရာဟာဘာကြီးကညွန့်ရဲ့ခန္ဓာကိုယ်ပေါ်အဝိပ္ပုကိုပတ်လိုက်ပြီးအစာနှစ်ဖက်ကိုလယ်ဘင်းမှာခတ်တင်းတင်းချီလိုက်တယ်။အန်ဆွေတဲကကကြီးနဲ့ဘီးကိုထုတ်ကန်လိုက်တယ်။ဘလို့ပုံစံညှက်မှလဲခမ။တူတူပပနဲ့ကြည်ကောင်းဘောကွာ။စက်သားဆရာရဲ့လက်တွေကတုံးရင်နေပါတယ်။ဟေးမောင်ရင်ညက်ပါကွာဒီစပင်ကြီးလည်းတင်ခါရပါပဲအဟာ နောက်ကိုမကြာခဏမင်းဆိုင်ကငါလမ်းညက်မှာပါကွာလှုပ်လှုပ်စန်သားဆရာကမှန်တဲ့ကနေပါကြီးကန်ညွန့်ကိုတစ်ချက်ပြုံးပြလိုက်တယ်ပြီးတော့သူ့လက်တွေဟာသူ့ကျွမ်းကျင်မှုအလိုက်ချိန်သားကိုက်လှုပ်ရှားလိုက်တယ်ပါကြီးကန်ညွန့်ရဲ့သပင်းရှိဖြူဖြူတွေဟာကျန်းပြင်ပေါ်မှာအေးအခုမှငရုတ်ပြန်ပေါ်သွားတယ်ဟိပါကြီးကန်ညွန့်ရဲ့လေတံကခမျိုးမျိုးစန်သားဆရာကတော့တခုံးမှပြန်မပြောဘူး အရင်ကသူဒီဇိုင်းရှိကဖြတ်တိုင်းအဝဇန်းရွှေရွှေနဲ့စကားပြောတတ်တဲ့ဒီကောင်လေးဒီနေ့ကျတိတ်ဆိတ်နေပါလားလို့ဗာကြီးကန်ညွန့်တွေးမိတယ်။ဒီကလေးငါ့ကိုတိတ်မရင်နေတာရဲ့ရှိန်နေတာရဲ့ကြောင့်ဖြစ်ပါမယ်လေလို့ဖြည့်တွေးလိုက်တယ်။မုန်းဆက်ရိတ်မယ်နော်။စံသားစရာရဲ့အတန်တွေကတုံရင်နေတယ်လို့ပဲ။ဗာကြီးကန်ညွန့်ကကြည်ကြည်နက်နက်ကြီးကောင်းငိမ့်ပြလိုက်တယ်။စံသားစရာဟာတင်တုံးသားကိုထုတ်လိုက်တယ်။ပြီးတော့တိုင်မာချိတ်ထားတဲ့တရေပြားပေါ်ရွှေကနေရွှေကနေနေအောင်သွေးတယ်။ ဘာကြီးကံ့ညွန်ရဲ့မျက်နှာပေါ်မုတ်စိတ်ရိတ်ခရင်တွေတုတ်လင်းလိုက်တယ်။ပြီးတော့စတီးရောင်တလက်လက်ထားနေတဲ့တင်တုံသားကိုစံသားဆရာကကျွမ်းကျင်စွာကင်တွေလိုက်တယ်။ဘာကြီးကံ့ညွန်ကလေပင်ကိုအလိုက်တင်လေးမော့ပေးလိုက်တယ်။စံသားဆရာကဘာကြီးကံ့ညွန်ရဲ့ဘယ်ဘက်နဲ့ရွက်နာကိုမျက်နှာကပ်ပြီးတခုခုပြောလိုက်တယ်။လွန်ခဲ့တဲ့ရှစ်နှစ်ကတက္ကလရွာမှာတာဝန်ကျသွားတဲ့ဘူကြီးကံ့ညွန်စံသားဆရာရဲ့အေးဆက်နေတဲ့လေတံကြောင့်ဘာကြီးကံညွန်ဟာဆက်ကနေဖြစ်သွားတယ် ဒီအချိန်ကိုကျွန်တော်အကြကြီးစောင့်ခဲ့ရတာဘာကြီးကညွန်ဟာတတိဝင်လာပြီးရုံမလို့ပြင်လိုက်ပြင်မဲ့လဲတင်တုံးထားသွားဟာသူ့လေပင်နဲ့တည်းအီးခွဲဝင်နေခဲ့ပြီအေးကင်းကာလခမ ्या ဥဆောင်တဲ့တဆိတ်ကမျက်ဆက်ဆက်ပိုင်ရှင်အိမ်ကိုတပုံတွေခုန်နေတယ်လို့အကြောင်းပြပြီးတပြဝင်တိုက်တယ်ပစ္စည်းတွေယူတဲ့အပြင်ကျွန်တော်အဖေနဲ့အမေကိုခမ ्या ကိုယ်တိုင်ပြစ်တတ်တယ်ထွက်ပြေးသွားတဲ့သူတို့သား18နှစ်သားလေးကိုခမ ्या ကိုယ်တိုင်တနတ်နဲ့လိုက်ပြစ်လို့ခြေထောက်တစ်ဖက်မှန်သွားခဲ့တယ်လေအဲ့ဒါတွေလေး အဲ့ဒါတွေအတွက်ပါစံသားစရာကဘာကျော်ဟာသူရှင်မော်မန်ကြီးတဲ့ကဘာကြီးကန်ညွန့်ရဲ့မျက်နှာကိုကြည့်ရင်တင်တုံးတာကင်ထားတဲ့သူ့လက်ကလည်းဘာကြီးကန်ညွန့်ရဲ့လက်တိုင်းပေါ်ရှင်းအောင်လှုပ်ရှားရင်စကားတွေတွတ်တွတ်ပြောနေတယ်ဘာကြီးကန်ညွန့်ရဲ့လက်မျိုးတွေကသွေးတွေရွှဲကြနေတယ်တုံလှုပ်ချောက်ချနေတဲ့မျက်လုံးတွေနဲ့ဘာကြီးကန်ညွန့်ဟာအသက်ကိုခက်ရခဲစေရှုနေရပေမဲ့ဝင်သက်တွေဟာလက်ချောင်းကနေတဆင်ပြန်ထွက်သွားတယ်။တခုခုကိုအော်ဟစ်တောင်းမှန်မှုကြိုးစားပေမဲ့တခွီခွီဆိုတဲ့အတန်သာထွက်လာတယ်။ အချိန်က9မိနစ်သက်သာပဲကြာပါတယ်။ဒီ9မိနစ်အတွက်စံသားစရာဟာနှစ်ပေါင်းများစွာစောင့်ဆိုင်ခဲ့ရတယ်။ခဏကြာမှတော့ခြေတစ်ဖက်မတန်တဲ့စံသားစရာကဘာကျော်ဟာသူ့ရဲ့ကြက်ဖာတစိမ့်စပိန်လေးကိုနင်းပြီးစိုင်တဲကနေထွက်ခွာသွားတယ်။ကဘာကျော်စံသားဆိုင်လေးတွေကစုံလယ်ခုံကြီးပေါ်မှာတော့ဘာကြီးကညွန်ရဲ့အသက်ဝိညာဉ်ကင်းမဲ့နေတဲ့ခန္ဓာကိုယ်ကြီးဖက်စော်အခုဖက်ပြခဲ့တာကတော့ဇေယခက်စော်ရေးသားထားတဲ့ ကဘာကျော်စံသားဆိုတဲ့ဝိတုတိုလေးပဲဖြစ်ပါတယ်ရှင်။ဒုတာယတစာပေများကိုအပတ်စဉ်တင်ဆက်ပေးမှာဖြစ်လို့ Audio Box Channel လေးကိုလည်း Like and Subscribe လုပ်ထားကြဖို့မမေ့ပါနဲ့နော်။ Audio Box လေးတွေနားထောင်ရင်ဘဝအမောတွေပြပြပြီးတာရတဲ့အချိန်လေးပိုင်ဆိုင်ကြပါစေရှင်။